ားလုံးပဲမင်္ဂလာပါရှင်ဘန်ဒူလာ TV News ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့ NNDAA ကိုကန့်ကိုစစ်တပ်ကလူကြုံဘောဖန်ကစားလိုက်တာလို့ဆိုတဲ့ငင်းချင်ရေးအကျိုးဆောင်ဦးမျိုးအောင်မြင့်တိုင်းပြည်ပြန်လည်ထူထောင်ဖို့လက်တွဲရမယ့်အချိန်ဖြစ်တယ်ဆိုတဲ့ဒေါ်တသက်ခိုင်တို့ရဲ့အင်တာဗျူးလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ပေးကြဖို့မြစ်တာရက်ခံပေးရစီရှင်။ အခုမင်္ဂလာပါဗျမင်္ဂလာပါခင်ဗျမင်္ဂလာအိုးလေအခုတော့လည်းအဓိကအဖြစ်ငញ្ញိုင်း process တွေလည်းအများကြီးလုပ်တယ်အခုထိလည်းလုပ်နေပါတော့ဒီညီမငញ្ញိုင်းပုံစံဘယ်လိုဖြစ်လာနိုင်လဲအာကျွန်တော်ကျွန်တော်ဒီကျွန်တော်တို့ဒီဟိုပါတော့2021မှာနိုင်ငံရေးပြောင်းလဲဖြစ်လာတဲ့ဒီနိုင်ငံရေးပြိပက္ခတွေဖြစ်လာတယ်အပြောင်းလဲပြီးတော့ဖြစ်လာတဲ့အချိန်မှာဒီတိုင်းရင်းသားဒီဘက်ကလည်းတစ်ဖက်တစ်ချိန်လုံးက NCO လက်မှတ်ထိုးထားပြီးမြေဒီချိန်မှာသူတို့ကဒီဟိုပါတော့ဟို နည်းနည်းလည်းငယ်ကြီးကဒါအခွင့်အရေးတစ်ခုလို့သူတို့မြင်ပြီးတော့ဒီဘိုးဆိုးရောက်တိုက်တာပေါ့နော်ဝိုင်းတိုက်ကြတယ်ဒါပေမဲ့ဗာလဲဒီကျွန်တော်တို့ဟိုဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အာ NLD တဲကတချို့တဝက်ကလည်းဒီဘက်ကိုထွက်ပြီးတော့လက်နက်ကင်လက်စင်အောင်သူတို့လိုက်သွားတာပေါ့နော်အဲ့တော့ငိမ့်ငိမ့်ကြီးကဘယ်နေရာမှာကျွန်တော်တို့ဖြစ်မလဲဆိုတော့အချိန်တစ်ချိန်တော့ ကျွန်တော်တို့လုံမယ်လို့ထင်ပါတယ်အချိန်တစ်ချိန်မှာခုနပြောတဲ့အဲကျွန်တော်ဒါပေမဲ့လည်းကျွန်တော်တို့ပြောတဲ့တကယ့်ကို principally လေလိုအပ်တယ်လို့ပဲတချို့ဟာဒီမှာနိုင်ငံရေးရအပြီးယူလုပ်ဖို့လုံမယ်လို့ကျွန်တော်ထင်ပါတယ်ဒါတမရယူသိမ့်စိန်လက်ထက်က2010ကလုပ်ခဲ့တဲ့စက်တစ်ကလုပ်ခဲ့တဲ့ပုံစံမျိုးတော့ဖြစ်မယ်မထင်ဘူးအခုလောလောဆယ်ကတော့ဒီတိုင်းသားလက်နက်ကိုင်အင်အားစုတွေကျန်တဲ့လက်နက်ကိုင်အင်အားစုတွေနဲ့အပြီးယူလုပ်ရမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျလက်ရှိပြန်ပြီးညဉ့်ညံ့ရအောင်ပေါ့ဟုတ်ကဲ့ ဆိုအခုလက်ရှိကတချို့ပြောနေကြတာကဟိုရွေးကောက်ပွဲနေမှာတချို့နည်းမြေတွေဆုံးရှုံးတာတွေပါလေလည်းရှိလာတယ်ပေါ့နော်အဲ့ဒါတွေကြတော့တချို့ကဒီရွေးကောက်ပွဲကတော့တကယ် first priority ဖြစ်လာနိုင်ပါမလားလို့စဉ်းစားနေတဲ့လူတွေလည်းရှိတာပေါ့ဘာကြောင့်လဲဆိုတော့ညီညာရေးဆွေးနွေးပွဲများဖြစ်သွားမလားဆိုတဲ့ဒါမျိုးလေးဟုတ်ကဲ့ကျွန်တော်ကဒီနိုင်ငံတော်ဘက်ကိုအကြံပေးချင်တယ်ပေးရမယ်ဆိုရင်အခုဒီတိုင်းသားတွေတောင်းနေတယ်ပေါ့နော်မြောက်ပိုင်းမှာတောင်းနေတဲ့တိုင်းသားတွေကအာဒီအခုလက်ရှိ ဒီကြပြအစိုးရအနေနဲ့ဒါတွေကိုအမခံပေးလို့မရအောင်ပြတကယ် mandate ကတကယ်အဲတာဝန်ရှိမှုကဘယ်မှာသွားရှိမလဲဆိုရင်လွတ်တော်မှာပါပဲရှိပါပါအဲ့တော့လွတ်တော်ရှိဖို့အတွက်ကလေရွေးကောက်ပွဲလုပ်မှာပေါ့နော်အဲ့တော့ရွေးကောက်ပွဲကိုစတင်တာတကယ်ပဲအာဒီတိုင်းပြည်မှာသူတို့လိုချင်တဲ့ legitimacy ပေါ့ကျွန်တော်ပြဥပမာဖြင့်ရခိုင်ဆိုရင်လက်နဲ့ခိုင်တိုက်တာရဲ့ဆိုင်ရင်ရခိုင်မှာရွေးကောက်ပွဲလုပ်တင်တာပေါ့ နော်ပြောပြောရရခိုင်ရွေးကောက်ပွဲဆိုရင်ဝင်ပြိုင်တဲ့ပါတီကလည်းရခိုင်မြဲနိုင်ပါပဲအဲ့ဒါဆိုရင်ပူပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေလို့ပြောနေတဲ့အငင်းပွားစရာမရှိတဲ့ဒီ legitimacy ကိုရနိုင်ပါတယ်အဲ့တော့အတိုင်းသားတွေဘက်ကလည်းပြန်စဉ်းစားသင့်တာဒီရွေးကောက်ပွဲကနေတစ်ဆင့်နိုင်ငံရေးအရာ အာနာပြနိုင်တဲ့လမ်းတစ်ခုရှိတယ်။လက်နဲ့ကင်ထားတဲ့အတွက်လည်းလက်နဲ့ကင်ရဲ့အာအားတစ်ခုနဲ့လည်းသူတို့ပါ leverage ပေါ့နော်။သူတို့ရဲ့ဒီအာပြောင်းနိုင်ဆိုနိုင်ထိမ့်သိမ့်နိုင်တဲ့နိုင်ငံရေးအင်အားတစ်ခုကတော့သူကဘက်ပေါင်းစုံကသွားမှရမယ်လို့ထင်ပါတယ်။ခုနပြောသလိုကျွန်တော်မြို့တွေလည်းမြင်ပြီးပြီပဲလေ။နော်ကျွန်တော်ပြောဘလောက်ပျက်စီးသွားတယ်အတိုင်းပြည်မှာဒါကနလန်ထူဖို့အမတန်ခက်တယ်လို့ကျွန်တော်ထင်ပါတယ်။ က်ရှိမှာလေပြီးခဲ့တဲ့ဂျပန်အောင်ဒါနိုင်ငံတကာတိုင်းပိုင်းပဲပြောကြပါသူအဓိကအပြင်အာဆီယံဥက္ကဋ္ဌပေါ့နော်မလေးရှားဝန်ကြီးကပြောတယ်အားလုံးပါဝင်တဲ့ရွေးကောက်ပွဲလုပ်ဖို့အတွက်သူထပ်ပြီးတောင်းဆိုတာရှိတယ်အဲ့တော့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဆိုတာအခုဘယ်လိုမျိုးဟာကိုမြင်လဲကျွန်တော်ထင်တယ်တိုင်းရင်းသားအခုဒီပြည်နယ်ခုနှစ်ခုမှာတိုင်းရင်းသားနိုင်ငံရေးပါတီတွေပါတယ်ဒီတိုင်းရင်းသားနိုင်ငံရေးပါတီတွေကလည်းဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ဝင်ပြိုင်မယ်ဆိုရင်သူတို့ legitimacy ကသူတို့လက်ထဲကိုရောက်အဲ့တော့ကျွန်တော်တို့ရဲ့အဓိက ဒီနိုင်ငံကနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဓိကပြဿနာကကျွန်တော်တို့ interactive အရင်နေပါတယ် interactive နေတယ်ဆိုတာတရားဝင်ဖိတ်ကြားတဲ့အစည်းအဝေးတွေကြမှာတက်တာတွေရှိတယ်နိုင်ငံတကာကြတော့သူကအရင်ဒီအာတမဟောင်းနေဝင်းကြီးဟောင်းနေအဲ့လိုမျိုးနဲ့ဟိုကျွန်တော်တို့ကနည်းနည်းတော့ယုံမှုလို့တာပေါ့နော်ဒီနေ့လဲဟိုဒီနတ်ဆကဥက္ကဋ္ဌဒီကိုယ်တိုင်ပြောသွားတာနည်းနည်းတော့တွန်းတိုက်တိုက်ကြောက်လောက်အောင်ပေါ့နော်အားလုံးကတော့ schedule တိုင်းလုပ်ရင်တော့ ကျွန်တော်ဒီလိုပဲဒုက္ခတွေကျွန်တော်ဆက်ရင်ဆိုင်ရမှာပါတွန်းတွန်းတက်တက်ဆိုတော့ဆစ်ပွဲကိုနိုင်အောင်တိုက်ရမှာပြောလားအကုန်လုံးပါဖက်ပေါင်းစုံပါဘာလို့လဲဆိုတော့တချို့ဟာတွေကကျွန်တော်တို့အခုလာရှိုးဖြစ်စင်ဆိုရင်ဒါကြည့်မပေါက်ဖဲနဲ့ပြန်ရတာအဲ့ဒါလူတွေကမျိုးစုံနာမည်တက်ကြတာပေါ့နော်တကယ်တကယ်ကတော့အာဒီမြမအစိုးရဘက်က သူကနိုင်ငံရေးရာကြည့်ပြီးတော့ဒီငင်းငင်းရေးဒီအဖြစ်ခက်ရစေးရာကြီးဖြစ်ခက်ရစေးယူမချိုးဖောက်ဘူးသူတို့တက်လာတယ်တက်လာပြီးတော့ဟာလာတိုက်ပွဲဖြစ်တယ်ဒီဘက်ကခန်းစစ်သုံးတယ်မြို့ကိုရသွားတယ်တိုက်ပြီးမဲ့သူက legend ဟိုဒီဂျာဂန်တရုတ်ပြည်သူသမ္မတနိုင်ငံရဲ့ဂျားရဲကနေပြီးတော့ဝင်ပါတဲ့အခါကျတော့မြန်မာဘက်ကအဂျင်တယ်ရှိကျွန်တော်တို့ကပထမဖြစ်ခက်ရစေးရောကအဲ့လမ်းကြောင်းကိုကျွန်တော်လိုက်လာမလိုက်လာတဲ့လူကလိုက်လာတဲ့နေရာကိုပြန်မှဟိုဘလုံးစကားပြောရင်တော့မဲတော့ဖန်ကစား ဆိုတော့လက်ရှိမှာလေဒီဘက်မှာလည်းနိုင်ငံတော်အစိုးရကိုလက်ခံတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့ကြီးလည်းရှိတယ်။နိုင်ငံတော်အစိုးရကိုလက်ခံတဲ့နိုင်ငံရေးပါတီတွေလည်းရှိတယ်။ဒါတွေကိုလည်းအခုရုပ်ောက်ပွဲမှာဒီလူတွေကလည်းအကုန်လုံးပါကြမယ်ဆိုတော့ဒါကိုလည်းကျွန်တော်တို့က all inclusive လို့ပြောလို့ရလား။အာ all inclusive ကတော့ဟိုပြောလို့လည်းရတယ်ပြောလို့လည်းမရအောင်။အဓိကကတော့ကျွန်တော်တို့ကသူဘယ်လိုခေါ်မလဲဖြေလျှော့မှုပေါ့။အာအစိုးရဘက်ကလည်းဖြေလျှော့မှုအစစ်အစစ် လုပ်ပြီးတဲ့နယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ရွေးကောက်ပွဲဒီနိုင်ငံရေးပါတီတွေရဲ့ အာကျွန်တော်တို့မိုတိုကျွန်တော်မမြင်နေဘူးဗျမိုတိုဗေးရှင်းပေါ့နော်နောက်နိုင်ငံကြီးပါတီတွေကတို့ကဘာလုပ်ပါလဲကျွန်တော်ကျွန်တော်သာအာဏာရရင်ကျွန်တော်ဘာလုပ်ပေးမယ်ပေါ့နော်ကျွန်တော်သာအာဏာရရင်အခုစစ်မှုထမ်းဥပဒေကြီးကိုကျွန်တော်ကပြန်စစ်စားပေးမယ်နော်ဟိုကျွန်တော်စီးပွားရေးအရာဘာလုပ်ပေးမယ်အဲ့ဒီလိုမျိုး motivation မရှိပြန်ရင်လေကျွန်တော်တို့ကအခက်အခဲရှိနိုင်ပါတယ်ဒါပေမဲ့လေခုနပြောတဲ့ all inclusive ဆိုတာကျွန်တော်တို့ကနားလည်မှုပေါ့ နားလည်မှုဟာတကယ်ဆွေးနွေးသလားဆိုဒီနေ့အခုတရက်ကင်ဖိကဖြစ်နေတဲ့တောင်ပိုင်းဖွဲ့တွေမြောက်ပိုင်းဖွဲ့အဲ့ဒီအဖွဲ့တွေနဲ့ဆွေးနွေးတဲ့အခါမှာဟာခင်ဗျားတို့ဘက်မှာရွေးကောက်ပွဲလုပ်ပါနော်ဒါဆိုရင်ခင်ဗျားတို့ဟာ legitimacy ခင်ဗျားတို့တော်ရဲရောက်ပြီးခင်ဗျားတို့လိုချင်တာဖြစ်မယ်ဆိုတော့အာ political hope ပေါ့နော်မြောင်းလင်းချက်တခုပေးနိုင်မယ်ဆိုရင်တော့ဒီရက်ပိုကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာ ရုပ်ဘွယ်ကမြန်မာနိုင်ငံရဲ့ထွက်ပေါက်ဖြစ်မလားအာထွက်ပေါက်ကစာရင်စမှတ်လို့ကျွန်တော်ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တိုင်းပြည်မှာဘလို့မှဒီအဖြေမရအောင်တစ်ဖက်ကလည်းဥပမာဖြင့်ရွေးကောက်ပွဲဆိုတာတပင်ရိုးကြတော့ဟိုဒါထွက်ပေါက်တစ်ခုပေါ့နော်။နောက်အစိုးရအစ်စ်လဲမယ်နောက်အစိုးရလုပ်မယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့အဓိကပြဿနာတစ်ခုကကျွန်တော်တို့ကအဲ့လိုထွက်ပေါက်ပါဆိုတဲ့ဟာကိုသတင်းစကားပေါ့ message ကကျွန်တော်တို့မှာမရှိသေးဘူးကျွန်တော်တို့မှာ communication channel တခုကျွန်တော်တို့စောက်တင်တယ်။တပည့်နဲ့တပည့်အပြန်လန်ဆွေးနွေးနိုင်တဲ့အခင်းချင်းတခုမပြင်းစင်နိုင်ရင်တော့ဒါအခက်အခဲရှိနေမှာပဲ။ဟုတ်တခြားဘာများပြောရရှိသေးလဲ။အော်ကျွန်တော်တို့ကျွန်တော်တိုင်းပြည်ဟာလာဘက်ပေါင်းစုံဒုက္ခရောက်နေတယ်။ကျွန်တော်တို့ကတဘာဝပေးရတယ်ဒီနေ့ဆိုရင်ဒါတဘာဝပေးရတယ်နဲ့ပတ်သက်ပြီးတော့အဲကျွန်တော်လာနာထောင်နေကျွန်တော်တို့တင့်တော်ရဲ့မိကုန်းရှိနေတယ်ကျွန်တော်မေးချင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာဒီဒုက္ခတွေက ရုံးထွက်ဖို့အတွက်ဆိုတာကစပွဲကြီးအဖြစ်မဟုတ်ဘူးကျွန်တော်တို့ဒီလက်နက်ကင်ပဋိကဘက်ကဒီအဖြစ်မဟုတ်ဘူးဆိုတာပဲကျွန်တော်ပြောချင်ပါတယ်ကျေးဇူးပါဘို့ပိုခန်းသားမျိုးများများလုတ်ပေးတာကောင်းပါလေရှင်တော့အဓိကကတော့ကျွန်တော်တို့ဒီ brainstorming လုပ်တာပေါ့နော်နိုင်ငံတကာအတွေ့အကြုံတွေရော ဟိုဒါပေါ့ပေါ့နော်ပြီးလို့ရှိရင်ကိုယ်ပြည်တွင်းမှာရှိတဲ့အင်အားတွေနဲ့ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့နော်ဘယ်လိုပြန်လဲတိဆောက်ရင်းနဲ့ပြန်လဲထူထောင်ရင်းလုပ်ရင်ကောင်းမလဲဆိုတာဒါပညာရှင်တွေရောနောက်ခန္ဓာပေါင်းစုံကကိုကိုစားပြုတဲ့အဲပုံကိုယ်တွေပါပါတဲ့အခါကျတော့ဒီအမြင်တွေဖလှယ်တာပေါ့နော် အမြင်တွေဖလှယ်ပြီး brainstorming လုပ်ပြီးတော့မှအထူးကတော့ဒီ reconstruction plan ပေါ့ရှင် rehabilitation နဲ့ reconstruction plan ပေါ့ပြန်လဲထူထောင်ရင်းနဲ့ပြန်လဲတိဆောက်ရင်းတကယ်စီမံချက်အကြီးထွက်ရမှာပေါ့နော်အဲ့လိုအကြီးထွက်ပြီးတော့မှဘယ်ဟာဘယ်ပိုင်းကတော့နိုင်ငံတော်အစိုးရလုပ်မယ်ဘယ်ပိုင်းကတော့ပုဂ္ဂလိကလုပ် ုပ်မယ်။နောက်ဘယ်ပိုင်းကိုတော့နိုင်ငံတော်အစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မယ်။ဘယ်ပိုင်းကိုတော့နိုင်ငံတကာအကူအညီယူမယ်ဆိုတာမျိုးလေ။အဲဒါမျိုးလေးအဲစနစ်တကျချွတ်သွားတယ်ဆိုလို့ရှိရင်ကောင်းပါလိမ့်ရှင့်။ဟိုအဓိကတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှအဲပြန်လည်ထူထောင်ရေးအတွက်လိုအပ်ချက်လေးကျွန်မဆွေးနွေးချင်တာပါရှင့်။ဟိုကျွန်တော်တို့ဆုံးရှုံးမှုကဟို3629ဘီလီယံပေါ့နော်။ဟို big bet better လုပ်မယ်ဆိုရင်သုံးစကုန်မယ်။ဆိုတော့ကျွန်တော်တို့ရှိတာကဟိုကျွန်တော်တို့ ဘီလီယံ900ရရယ်ပြီးလို့ရှိရင်ဟိုစီးပွားနိုင်ငံစီးပွားမြင့်တင်ရေးကဘီလီယံ960ရယ်အဲပြီးရင်ဆီယမ်မိုက်ဒေါ်လာမာလာညွန့်ပြောထားတဲ့ insurance ကယော်မဲ့အဲပတ်စံလေးရယ်ပေါ့နော်ဒါတွေရှိတာပေါ့ဆိုတော့တေချာတာတော့မလောက်ဘူးပေါ့ရှင်ဆိုတဲ့ခါကျတော့ငွေမလောက်တဲ့ခါကျတော့ကျမတို့ဘာနဲ့ကူရမလဲဆိုလို့ရှိရင် policy နဲ့ကူရမှာဖြစ်ပါလိမ့်ရှင် policy နဲ့ကူတာပတ်စံမကုန်ပါဘူးရှင် ဆိုနံပါတ်၁ကပါလဲဆိုလို့ရှိရင်အခုချိန်မှာဒေချာပေါက်ကတော့ကျွန်တော်တို့စောက်လို့ရပစ္စည်းတွေရှားပါနေမယ်အလိုတလောက်မရဘူးအဲ့ဒါကြောင့်မလို့ဈေးတက်နေမယ်။နောက်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီပို့ကုန်သွင်းကုန်လိုင်စင်ဖြည့်လျှော့တာတော့လောက်ကိုလောက်အောင်မှာဖြစ်ပါလိမ့်ရှင်။အဲ့တခုတည်းတော့ဒီအတွက်လေးတည်းတော့မဟုတ်ပဲနဲ့ကျွန်တော်တို့တောက်လျှောက်လုပ်တဲ့နယ်လို့ကျွန်မဆွေးနွေးချင်တာဖြစ်ပါလိမ့်ရှင်။အဲဘာအဲ့လိုဖြစ်မှသာလျှင်ဒီဈေးကွက်စီးပွားရေးစနစ်မှာ လိုတဲ့ပစ္စည်းဈေးကွက်စီးပွားရေးစနစ်ဆိုတာလိုတဲ့ပစ္စည်းလိုတဲ့လောက်ကိုလိုလိုတဲ့နေရာမှာရနိုင်တာလိုတဲ့နေရာမှာရနိုင်တယ်ပြီးရတဲ့ပစ္စည်းကအရေးသွေးကောင်းတယ်ဝန်ဆောင်မှုကောင်းတယ်ဒါဒီကျွန်တော်တို့ဈေးကွက်စီးပွားရေးစနစ်ရဲ့ကောင်းတဲ့အချက်ဖြစ်ပါလိမ့်ရှင်အဲ့ဒါကဒါကျွန်တော်တို့စီးပွားရေးပြန်လည်တည်ထောင်ဖို့လို့အတွက်အရန်ကိုအထောက်အကူပြုတဲ့ပတ်စံမကုံနဲ့ပတ်စံမကုံနဲ့ဒါဟိုနီလန်တစ်ခုဖြစ်ပါလိမ့်ရှင်နောက်ပြီးလို့ရှိရင်အခုပြောပြောနေတဲ့ ဈေးတွေတက်ပြီဆိုလို့ရှိရင်ဝိသမလောဘသမားတွေဆိုတာဆိုပြီးတော့မှအစိုးရလူမိုက်လုပ်ပြီးဟိုဟိုလျှောက်ဖန်းတီလျှောက်ဖန်းလောက်ရတဲ့ကိစ္စတွေလည်းမရှိတော့ဖြစ်ပါမယ်ရှင်။အဲ့ဒါလေးကနံပါတ်၁ချက်ပါ။အဓိကစီးပွားရေးနဲ့တော်တော်သက်ဆိုင်ပါတယ်ရှင်။ဟိုနံပါတ်၁ကတော့ဟိုအိမ်နေပြိုတယ်ပေါ့နော်။မိသားစုတစ်ခုချင်းစီကြီးလိုက်လို့ရှိရင်ဒီငလင်တန်ခံရတဲ့ အဲဟိုပါပေါ့နော်ဒါမိသားစုလေဆိုနံပါတ်1အိမ်ကိုထိခိုက်တယ်လူကိုထိခိုက်တယ်အဲပြီးလို့ရှိရင်လုပ်ငန်းတွေရပ်သွားတာလို့ဒါကိုပြန်လဲရုံးထားရမှာပေါ့နော်အဲ့လိုဆိုတော့စီးပွားရေးလည်းတော်တော်ထိခိုက်တယ်ဆုံးရှုံးမှုလည်းတော်တော်များတယ်ပေါ့နော်ဒါပေမဲ့ဟိုဒီအများအားအကျတဲတိုင်းမှာအခွင့်အလမ်းဆိုတာရှိတာပေါ့နော်ဒီနိုင်ငံတကာရဲ့ဥပမာတွေလည်းအများကြီးရှိပါတယ်ရှင့်အော်ဒီနီပေါ်တို့ဘာလို့ဆိုလို့ရှိရင်လည်းငလင်အကြီး2015ငလင်အကြီးလောက်ပြီးတော့မှသူတို့နိုင်ငံရေးအရရင်ကြားစေသွားနိုင်တာတို့ဟိုပေါ့နော်ပြန်လဲထူထောင်ရေးလုပ်ရင်းနဲ့လေအဲပြန်လဲထူထောင်ရေးလုပ်ရင်းနဲ့ အဲဒီ success story တွေပေါ့နော်ဒီအောင်မြင်သွားတာတွေပေါ့ဒါတွေလည်းအများကြီးရှိပါတယ်အဲနောက်အာချီတို့ဘာတို့မှလည်းအဲ့လို tsunami တို့ဘာတို့2400ဖြစ်ခဲ့တော့ဟာဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်းငြိမ်းချမ်းရေးရသွားတာလို့ပေါ့နော်စသဖြင့်ပြီးလို့ရှိရင်စီးပွားရေးလည်းဒီဒီနိုင်ငံတကာမှာတော့ build back better ဆိုတာလေဒီဒီဆုံးရှုံးသွားပြီးတဲ့ပျက်စီးသွားပြီးတဲ့အဆောက်အဦတွေကိုပြန်လည်ကောင်းမွန်တဲ့ပို့ပြီးကောင်းမွန်တဲ့ပုံစံနဲ့တိဆောက်တာပေါ့နော်ဝေကုန်ချေချတော့များကောင်းများမယ်အဲသို့တော်လည်းဖွံ့ဖြိုးမှုကတစ်ဆင့်ပုံမြင့်သွားတာပေါ့ပြီးတော့အောင်မြင်သွားလို့ရှိရင်လေအဲဒီလိုအောင်မြင်ဖို့လို့အတွက်အောင်မြင်စွာ နဲ့အဲဒီဒီပြန်လဲထူထောင်ရေးပြန်လဲတည်ဆောက်ရေးလုပ်ဖို့အောင်အောင်မြင်မြင်လုပ်ဖို့ပေါ့နော်ဒါအများရဲ့စုစည်းတဲ့အင်အားနဲ့ပေါ့နော်အဲကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်အဲပြီးလို့ရှိရင်တော့အလုတ်ကင်ခွင့်လန်းတွေလည်းများလာနိုင်တာပေါ့နော်ဒီပြန်လဲတည်ဆောက်ရေးတွေလုပ်ကြတဲ့အချိန်မှာအလုတ်ကင်ခွင့်လန်းတွေများလာမယ်ပြီးလို့ရှိရင်ရရွာဒေသမှာရှိတဲ့အဲပြည်သူလူထုတွေလည်းဒီ cash for work program လိုမျိုးလေအဲဒီပြန်လဲတည်ဆောက်ရေးထဲမှာဝင်ပါပြီးတော့မှဝင်ပါပြီးတော့မှသူတို့ရဲ့အလုတ်ကင်ခွင့်လန်းပေါ့နော်အလုတ်ဖြစ်ပြီးတော့မှလူအများကြီးအလုတ်ရနိုင်တာပေါ့ရှင်ဟိုဒီနိုင်ငံတကာရဲ့ဟို success story ပေါ့နော်ကိုယ့်အရှိမ မှာဖြစ်ခဲ့ဘူးတဲ့ဖြစ်ခဲ့ဘူးတဲ့ထိခိုက်ခဲ့ဘူးတဲ့ပြန်လဲတိဆောက်ခဲ့တယ်ပြန်လဲထူထောင်ခဲ့တယ်အဲဒါတွေကျွန်တော်တို့ပြန်သုံးသပ်ပြီးတော့မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဟိုပေးထားချက်အခြေအနေနဲ့ kait ညီတဲ့ပုံစံနဲ့ကျွန်တော်တို့ဟိုဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်နံပါတ်2အချက်ကတော့ဟိုကျွန်တော်တို့ဟိုဟို trade deficit ပေါ့နော်အဲ့လိုဟုတ်ပြီ import export တွေကို liberalize လုပ်လိုက်ရင် trade deficit ဖြစ်မှာပေါ့အဲ့ဒါဆိုရင်အေးရတဲ့အဲလိုတဲ့ဒေါ်လာတွေကိုဘယ်ကရမှာလဲဆိုတော့မေးခွန်းပေါ့ရှင်အဲ့ဒါကတော့ကျွန်တော်တို့ ဒီရွှေ့ပြောင်းလုပ်သားတွေရဲ့လွှဲပုံငွေကနေရနိုင်ပါလေရှင်ဒါကျမတို့မြန်မာနိုင်ငံရဲ့အဲဘောပေါ့နော်ဒါပြောင်းလဲလာတဲ့ဒီ structural change ပေါ့နော်ဆိုလို့ရှိရင်အိန္ဒိယဆိုလို့ရှိရင်လဲအဲကျမတို့ဒီဒီဟောပေါ့နိုင်ငံတကာမှာတော့အလုံလုံတဲ့အခါကျတော့128ဘီလီယံလောက် US ဒေါ်လာ128ဘီလီယံလောက်ဝင်တယ်အဲဘင်္ဂလားဒေ့ရှ်ဆိုလို့ရှိရင်လဲအဲ့လိုပဲဘီလီယံ40လောက်ဝင်တယ် အဲဖိလစ်ပင်းဆိုလည်းအဲ့လိုပါပဲရှင်ဆိုတော့ကျမတို့ကအဲ့လိုအဲ့လိုနိုင်ငံတွေနဲ့ကျမတို့အလားတူဖြစ်လာပြီဖြစ်လာတဲ့အခါကျခုန trade deficit ကိုဘာနဲ့ကျမတို့ကဖြည့်ရမလဲဆိုလို့ရှိရင်အဲရွှေ့ပြောင်းလုပ်သားတွေရဲ့လွှဲပုံငွေနဲ့ဖြည့်ရမှာဖြစ်ပါရှင်အဲဆိုတော့ကျမတို့ကရွှေ့ပြောင်းလုပ်သားတွေရဲ့လွှဲပုံငွေကိုအဲလွှဲပုံအောင်ဘယ်လိုလုပ်မလဲလို့ပြောလို့ရှင်တော့ကျမတို့ exchange rate regime ကိုပြောင်းရပါမယ် exchange rate regime ကို manage flow ပေါ့နော်ဒါအရင်ကအတိုင်းပဲဈေးကွက်ကဆုံးဖြတ်တဲ့ဈေးအတိုင်းပဲပေးရမှာဖြစ်ပါရှင်မဟုတ်လို့ရှင်ကြာ အဲဟိုကိုယ့်ရဲ့ချွေးနှဲစာပေါ့နော်ကို့ချွေးနှဲစာကိုကို့ချွေးနှဲစာကိုဒေါ်လာကို4000နဲ့လွှဲမလား2100နဲ့လွှဲမလားအဲဒါလူတိုင်းမှာအဖြေရှိပြီးသားပါရှင့်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ exchange rate regime ကိုပြောင်းလို့ရှိရင် manage flow လုပ်လိုက်လို့ရှိရင်အဲကျွန်တော်တို့ဖွန်တီတွေနဲ့မလွှဲတော့ဘဲနဲ့ ်အဲဒီအစိုးရရဲ့တရားဝင်နီးလန်းနေနဲ့လွှဲလာတဲ့အချိန်မှာဒီလွှဲကုန်ငွေတွေကိုအစိုးရကနေပြီးနိုင်ငံခြားဝင်ငွေအနေနဲ့ယူထားပြီးတော့မှသူ့ရဲ့မိသားစုတွေမြန်မာငွေနဲ့ပြန်ထုတ်ပေးခြင်းအပြင်အဲကျွန်တော်တို့ရဲ့ဒေါ်လာတွေပေါ့နော်ဒါရနိုင်တာဖြစ်ပါလေရှင့်အဲအဲ့ဒါလေးပါရှင့်နောက်တစ်ခုကတော့ အဲ့လိုမျိုးလှုပ်လိုက်မှလည်း FDI လာမှဖြစ်ပါတယ်အခုလျှက်စစ်မီးတွေဘာတွေမလုံလောက်ဘူးဆိုတာတချို့မြင်းချန်တို့ဘာတို့ဟိုလျှက်စစ်ဆက်ယုံနေခဏနားသွားတယ်ဆိုတာမကိုက်လို့နားပြီးပြန်သွားတာဖြစ်ပါတယ်ရှင်ဒါပေမဲ့သူတို့ကအပီးထွက်သွားတာမဟုတ်ဘူးအဲဘာကြောင့်လဲဆိုလို့ရှိရင်လျှက်စစ်ဆိုတာတုံးတယ်လို့ရှိလို့ရှိတယ်အဲဟိုထုတ်လုတ်တဲ့လူကမျက်ကိုမျက်ဟိုပါပေါ့စီးပွားရေးဖြစ်တယ် in business ဖြစ်တယ်အဲ့ဒါကြောင့်မလို့အပီးထွက်သွားတာမဟုတ်ဘူးမကိုက်လို့ခဏနားတယ်အဲပြီးလို့ရှိရင် exchange rate regime ကောင်းလို့ရှိရင်လက်ခံနိုင်သူတို့ပြန်လာမယ်ပေါ့ရှင်အဲကြတော့ကျမတို့ကတပြည်လုံးမှာရှိတဲ့ဒီဒီကုံထုပ်လုံးတို့အတွက်အရေးကြီးတဲ့လျှက်စစ်တပ်အားလုံလောက်တာဒီပြန်ဖြစ်လာမှာပေါ့နော်။နောက်အဖြေလေးကတော့အဲ့ဒါလို့ထင်ပါလေရှင်ကျမကလည်းအရေးဆုံးပြီးပြောပြောရတာပါရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်နိုင်ငံရေးပါတီအနေနဲ့ဆိုတာကနိုင်ငံအခြေအနေပေါ့ဒီနိုင်ငံအခြေအနေကဘာဘာဖြစ်တင်လဲဆိုလို့ရှိရင်အခုချိန်မှာလဲဒါတမရောကလည်းအပြစ်ခံရဆေးရေးလုပ်တယ်အဲတချို့တိုင်းသား ဟိုဒီဒီလက်နက်ကင်ဖွဲ့စည်းတယ်လက်ပစ်ခတ်ရက်စေးရေးလုပ်တယ်အဲတကယ်ဒီအချိန်မှာလေအာဒါကိုယ့်ရဲ့နိုင်ငံရဲ့အမျိုးသားကျိုးစီးပွားကိုပဲကြည့်ပြီးတော့မှာဒီအချိန်မှာအကုန်လုံးလက်တွဲပြီးတော့မှာပူးပေါင်းဆောင်ရွက်ရမှာပေါ့နော်ပူးပေါင်းဆောင်ရွက်ပြီးတော့မှာအဲဒီ အဲဒီလုံခြုံရေးအရာစိန်ခေါ်မှုတွေလည်းပြည်သူလူထုရင်ဆိုင်နေရတယ်ပြီးလို့ရှိရင်ဒီ displace ဖြစ်တာပေါ့နော်စစ်ရှောင်ကဟိုတက်ပွဲရှောင်ရတယ်အဲတိုက်ပွဲတွေရှောင်နေရတယ်အဲတိုက်ပွဲရှောင်ရတဲ့ခါကျကိုဒေတာမှာကိုမနေနိုင်ဘူးမနေနိုင်မမနေနိုင်ဘူးအလုပ်တွေမလုပ်နိုင်ဘူးဥပမာကလေးတွေဆိုလို့ရှိရင်လည်းဟိုကျောင်းတွေပြောင်းရတယ်သို့မဟုတ်ကျောင်းမနေရဘူးပေါ့နော်စသဖြင့်ဒီလိုအခက်အခဲတွေအများကြီးရှိနေတာပေါ့နော်အဲ့လိုကြားရမှဒီလို ဟောကျွန်တော်တို့ဒီတဘာဝဘေးကိုထပ်ကြုံရတဲ့အချိန်မှာအဲကျွန်တော်တို့အကုန်လုံးကဒါကျွန်တော်တို့မြန်မာနိုင်ငံကိုပြန်လည်ယုံထပြီးတည်ထောင်ဖို့ကကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ကအကြီးအခန်းကဏ္ဍပါဝင်ရမယ်ပေါ့နော်အပထမဦးဆုံးတော့ကျွန်မအဲ့ဒါမြေတားရက်ခံကျင်တာကတော့အာဒီလက်နက်ကင်အဖွဲ့စည်းတွေပြစ်ခတ်ရဆဲရေကိုလုတ်ပြီးတော့မှဒီငင်းချိုင်းရေးစပွဲဝိုင်းကိုလာပြီးတိုင်းပြည်ကိုဘယ်လိုစုပေါင်းတည်ထောင်မလဲပေါ့နော်အပြန်လည်တည်ထောင်မလဲအဲ့ဒါလေးကအရေးကြီးပါတယ်ရှင်နောက်တစ်ခုကပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုလည်းအရေးကြီးပါတယ်ရှင်ပြောင်းလဲတွေကတော့ရှိသွားတာပေါ့နော်ရှိရှိသွားပေမဲ့အဲဒီအပြောင်းလဲကိုကောင်းတဲ့ဘက်ကိုကျွန်တော် ို့ကဟိုရွှေ့ရွှေ့နိုင်ရမှာပေါ့နော်ကောင်းတဲ့ဘက်ရွှေ့နိုင်ဖို့လို့အတွက်ကျမတို့အဓိကတော့ဒီဒီတိုင်းပြည်ချစ်တဲ့စိတ်နဲ့အတိုင်းပြည်ချစ်တဲ့စိတ်နဲ့ကို့ဟိုအမျိုးသားကြိုးစီပွားအောင်ပဲကျမတို့ဟိုဦးတည်ပြီးတော့မှအကုန်လုံးကတယောက်နဲ့တယောက်တိုင်းချင်းခံပြီးတော့မှလက်တွေပူးပေါင်းဆောင်ရွက်တဲ့အချိန်ဖြစ်ပါလိမ့်ရှင်။နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပေးရစေရှင်။ နောက်အစီအစဉ်မှာပြန်တွေ့ကြမယ်နော်